ားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်ပြောနေကြအတိုင်းပဲဂျာလာရီထိပြီးသွားပြီတောက်ကြောင်နေဘွားတွေအတွက်ကျွန်တော်ကောင်းတဲ့ဂျူတွေကိုဘယ်လိုအသုံးချမလဲဘွားတက်စာအနေနဲ့တိမတ်ဖွဲရကိစ္စတွေပြောပေးမှာဖြစ်တယ်ဟောတောက်ကြောင်သားမိတွေကိုကျွန်တော်တို့ကကြည့်အောင်တောက်ကြောင်လူပုတ်ကိုလိုခဏမစင်သားနဲ့ဟိုသူ့ရဲ့ဂျူအသွားလာကိုကျွန်တော်ပြောပြပါမယ်အဲ့တော့တောက်ကြောင်ဆိုတာကျွန်တော်ဘေးထဲမှာဆိုတောက်ကြောင်ဒါကမ္မဂုံတရားလို့ခေါ်တယ်နော်အဲ့တော့ အထူးသဖြင့်အစင်းအတန်အနံ့အရာသာအထီအတွေ့အတွေ့အကျံစသဖြင့်အာယုံ6ပါအာယုံ9ပါဒီလိုခေါ်ကြတာကိုတောက်ကြလို့ခေါ်တယ်။ဒါကြောင့်ပဲတောက်ကြကြိုမူလဇာတာမှာမကောင်းတဲ့အမြင်ရှင်တွေရှိတယ်ဆိုရင်မယုံထွက်နိုင်ကြဘူးတဲ့လူတွေကကမကုံတရားထဲမှာအထီအတွေ့မှာမယုံနိုင်တဲ့လူတွေအရာသာမှာမယုံနိုင်တဲ့လူတွေနော်အတွေ့အကျံမှာမကောင်းတဲ့အတွေ့တွေများပြီးတော့အတွေ့တွေကလည်းလွန်မမြောက်နိုင်တဲ့လူတွေဒီလိုဖြစ်တတ်တယ်။ဒါကြောင့်ပဲကျွန်တော်တို့ကအိန္ဒိယတံဝရာလို့ခေါ်တယ်အာယုံ6ပါ တကားဝါနဲ့မကောင်းတဲ့အတွေးတွေကိုမရောက်အောင်လို့ဘာလုပ်ပေးရလဲဆိုတော့တတိဆိုတဲ့စောက်ချက်ပေးရတယ်တတိယထိတ်ကြတယ်နော်ဒါကြောင့်ပဲကျွန်တော်တို့တတိယအဓိကကြတယ်ဒါကြောင့်ပဲတောက်ကြသားမီးတွေအတွက်တတိကိုကျွန်တော်တို့ကလုံးဝလက်လွတ်လို့မရအောင်ဒါကြောင့်တောက်ကြသားမီးတွေရနဝင်းကြောအင်္ဂါဖြစ်နေတာအင်္ဂါတတိလေနော်အင်္ဂါတတိဒါကြောင့်ပဲတောက်ကြသားမီးတွေပြက်စီးရပြက်စီးကြောင် မဖြစ်အောင်ဒီကမ္မဂုံတရားတွေအားနေလွန်ကျူးမှုဖြစ်ပြီးမဟုတ်တာမလုပ်ဖြစ်အောင်တာသားမိတွေကို အမြဲတမ်းတတိဆိုတဲ့ဟာတိုင်ထက်မှာနဝဲနေနေအင်္ဂါတတိပေးနေတာဒါကြောင့်မဟုတ်တာလုံးမဲ့ကြံနေဒီအာယုံဒီမှာမြင်လာတဲ့တတိလေးကပ်ပြီးကျွန်တော်တို့ရှုရတယ်နော်အဲ့တော့ဒါကြောင့်ဖျားခေါ်တဲ့တရားတွေမှာရှိတယ်အိန္ဒိယအတံဝရအာယုံ6ပါး6တကားနဲ့လာတဲ့မကောင်းတဲ့အတွေ့အကြံအာယုံတွေမကောင်းတဲ့အထီးတွေအနံ့ရတာတွေကိုကျွန်တော်တို့စောင့်ကြည့်ပေးဖို့အတွက်တဲ့နော်တတိဆိုတဲ့ဟာလိုပါတယ်တဲ့ တောက်ကြပါရဲ့ကြံတဲ့နေသားသမီးတွေအားလုံးထက်ဆာရင်တောက်ကြသားသမီးတွေကတတိကပ်ဖို့လိုတယ်တတိမရှိလိုက်တာနဲ့မကောင်းတဲ့ဘက်ကိုစိတ်ယိုင်သွားနိုင်တယ်မကောင်းတာတွေလုံးမိသွားနိုင်တယ်ဟာငါဒါများနေပြီတတိကပ်အောင်ပါနော်ငါအစင်းကိုကြည်ရများနေပြီအတန်အင်းနဲ့ตายရတာများနေပြီဒီလိုမျိုးပြန်ကပ်ပြီးဖို့အတွက်အင်္ကာကြိုးနဝဲမှာထားတာဒါကြောင့်တင်ဟာတောက်ကြသားသမီးတယောက်ဖြစ်နေတယ်ဆိုရင်အမြဲတမ်းတတိကတ်တက်အောင်တတိလေးနဲ့နေတတ်အောင် စ조사ပါဒါဆိုဘဝလန်ခီမှာအောင်မြင်လိမ့်မယ်အမှားမလုပ်မိတော့တော်တော်အခက်ခဲတွေဖြေရှင်းပြီးသားဖြစ်သွားတယ်အဲ့ဒါတောက်ကြသားမိတွေကိုနဝဲမှာဘာလို့အင်္ဂါရှိနေလဲအဲ့ဒါကြောင့်ဒါကြောင့်တောက်ကြသားမိကအင်္ဂါဂျိုဗုဒ္ဓဖူးဂျိုစနေဂျိုတွေကကောင်းတဲ့ဂျိုတွေဖြစ်တယ်အဲ့ဂျိုတွေကိုအသုံးချနိုင်ရင်ကျွန်တော်တို့ဘဝတစ်လျှောက်လုံးအဆင်ပြေပြီအဓိကအသုံးချမှာအင်္ဂါဒါကြောင့်တတိတတိလုံးဝမလွတ်လိုက်ပါနဲ့တတိလက်လွတ်ငှက်တောင်ကျွတ်ဆိုတဲ့တတိကိုလုံးဝလွတ်လိုက်တာနဲ့တောက်ကြသားမိတွေကဘဝလန်ခီယာဖျောက်ဖူးဖို့မလွယ်တော့ဘူး ဒါကိုသိစေချင်တယ်ဒုတိယအနေနဲ့တောက်ကြသားမီးတွေအတွက်စီးပွားရေးပေါ့တောက်ကြသားမီးရဲ့စီးပွားရေးကစနေကြိုပိုင်ပါတယ်နော်အညွန့်ကြိုဖြစ်တဲ့တောက်ကြသားမီးကိုတပွင့်တိုးလိုက်ရင်စနေကြိုဟာအညွန့်ကြိုစီးပွားကြိုဖြစ်တယ်ဒါကြောင့်ဒီစနေကိုကျွန်တော်တို့ကအသုံးချတတ်ရင်စီးပွားရေးမှာအသုံးချလို့ရပါတယ်စနေဆိုတာမျိုးကဒဇိန်လို့ပြောတာစနေကိုသိတာရင်ကျွန်တော်တို့ကဒဇိန်လူမျိုးကြဘာသာကြရွှေမျိုးမတော်တဲ့လူအောက်ခြေလူတန်းစား ပြည်သူလူထုအဲဒီလိုမျိုးကိုပြောတာပေါ့နော်ဒီလိုပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစနေကိုစည်းဝါးအနေနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့ကရွှေမျိုးသားချင်းတွေဂျားထဲမှာတဲ့ဒဇိန်တရံတွေလူမျိုးသားတွေဘာသာကြားတွေရဲ့ဂျားထဲမှာစည်းဝါးလုပ်ရင်ပိုအောင်မြင်တယ်ဒါကြောင့်နိုင်ငံသားထွက်ပြီးစည်းဝါးရှာတာမျိုးတွေကပိုပြီးအောင်မြင်ကြတယ် online shop တွေလုပ်တယ်အဝေးကလူတွေကိုလှမ်းပြီးဈေးလန်ရောင်းတဲ့အလုပ်တွေအကျိုးပေးတယ်ပြီးရင်ဒဇိန်တရံလူမျိုးသားဖြစ်တဲ့အတွက်စနေကျိုးဟာဘာသာစကားကိုနိုင်ငံကိုလူမျိုးတွေရဲ့ဘာသာစကားမဟုတ်ဘဲနဲ့နိုင်ငံသားလူမျိုးသားတွေရဲ့ဘာသာစကားတွေကို ကျွန်တော်တို့ကတင်မယ်ဆိုရင်အများကြီးအဆင်ပြေတယ်ဘာသာစကားနဲ့ရက်တီစည်းဝါရှာလို့ရတယ်တဲ့မှာပါတယ်နော်ဒါစနေဂျိုရဲ့အတုံးချတဲ့နေလာဖြစ်တယ်စနေဂျိုဆိုတာအဟောင်းတွေပြတ်နေတဲ့ကိစ္စတွေစကန်ဟန်တွေတပတ်ဝင်းတွေပြက်စီးလို့အတုံးမတဲ့လို့လို့ပြစ်ထားတဲ့ဟာတွေဒါတွေကိုပြောတာဒါကြောင့်ပဲစနေဂျိုအားကောင်းတဲ့တောက်ကြသားသမီးတွေဟာအမိုက်ကနေရွှေဖြစ်တဲ့အလုပ်တွေအကုန်လုပ်လို့ရတယ်နော်ဒါသူများဆွန့်ပြစ်ထားတဲ့ပစ္စည်းတွေ စွန့်ပစ်ပစ္စည်းလို့သဘောထားရတဲ့ပစ္စည်းတွေဒါတွေကို recycle အနေနဲ့ပြန်လုပ်တာတွေ undate ပစ္စည်းတွေပစ္စည်းဟောင်းတွေကိုပြန်ရှိုင်း modify လုပ်ပြီးပြန်ပြီးဈေးကောင်းကောင်းရအောင်ပြန်ရောင်းတာတွေအချို့ old model တွေကိုပြန်ပြီးတော့ရှိုင်းပြီးရောင်းတဲ့ကားတွေ cycle တွေတွေ့လိမ့်မယ်အဲ့လိုမျိုးအလုပ်တွေလည်းအကျိုးပေးတယ်เนาะပြီးရင်သူများနိုင်ငံကကွန်တိန်နာကြားဆိုတဲ့ပစ္စည်းတွေရှိရလေသူများနိုင်ငံမသုံးတော့ဘူးဆိုပြီးတော့ကွန်တိန်နာကြီးနဲ့ပို့လိုက်တယ်เนาะအဲ့ဒီကနေမှတစ်ဆင့်ကျွန်တော်ပြန်ဝယ်တဲ့အဟောင်းတွေအဲ့ဒါတွေကိုပြန်ရှိုင်းပြီးပြန်ရောင်းတယ် ကျွန်တော်ကတော့အခြားနယ်ပယ်မသိဘူးကွန်ပျူတာနယ်ပယ်တွေဘာတွေမှာလက်တော့နယ်ပယ်တွေမှာကျွန်တော်သိတယ်ဟိုဘက်ကနေလော့လိုက်ဝယ်လိုက်တယ်ဟိုအလုံးတရာကိုဘယ်လောက်ဆိုအလုံးတရာကိုဘယ်လောက်ဆိုဘယ်လောက်မှမရှိဘူးဗျာ generation 4တို့ generation 3တို့ generation 5တို့တလုံးမှတသိန်းတောင်မကျော်ဘူးဒီမှာတို့နှစ်သိန်းရောင်းလိုက်သုံးသိန်းရောင်းလိုက်နေရောင်းနေကြတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့တောက်ကြသားသမီးကကိုနားလေတဲ့နယ်ပယ်မှာအဟောင်းတွေကိုပြန်ပြီးပြန်ရွှမ်းရောင်းတဲ့အလုပ်တွေကစီးပွားဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့မမေ့တာအစီအစဉ်ပြီးတော့စနေဆိုတာကျွန်တော်တို့ကဝေးတယ်ကြားတယ်နှေးတယ်လေးတယ် ဒါကြောင့်တောက်ကြသားမိတွေကဘရောမှာလောလို့မရအောင်စီးပွားရေးလုံးလောလို့မရအောင်ဖြည်းဖြည်းအေးအေးနဲ့ပုံမှန်လေးသွားစီးပွားရေးမှာစိတ်ရှိရှိတာလုံးဇွဲရှိသိခံဒါဆိုရင်တောက်ကြသားမိတွေကစီးပွားတေချာပေါက်ဖြစ်လိမ့်မယ်ဒါကိုလုံးဝမမေ့စေချင်ဘူးပေါ့နော်ဒီအချက်လေးတွေလုံးမယ်ဆိုရင်စီးပွားရေးနဲ့ပတ်သက်ပြီးဘာမှပူစရာမလိုဘူးဒီလမ်းကြောင်းကိုရှောက်ပါကိုပဲနေပဲပါရှောက်နေတယ်ဒီလမ်းကြောင်းကိုအခုပုံစံ flow အတိုင်းဝင်အောင်လုပ်နိုင်ရင်အဆင်ပြေပြီနောက်ပြီးတောက်ကြသားမိတွေအတွက်အချစ်ရေးအိမ်အောင်ရေးဂျိုဟာဘုတ်ထူပိုင်တယ် ။ဒါကြောင့်ဗုဒ္ဓဘုရားကျွန်တော်တို့ကကောင်းအောင်လုပ်ပေးနိုင်နေဆိုရင်ဘာပဲဖြစ်ဖြစ်တောက်ကြသားမိတွေအတွက်ကံကောင်းတယ်။ဒါကြောင့်ဗုဒ္ဓဘုရားကိုကျွန်တော်တို့ကစီးပွားရေးအနေနဲ့ဘယ်လိုလုပ်မလဲ။နော်ဗုဒ္ဓဘုရားကိုအချစ်ရေးအနေနဲ့ဘယ်လိုလုပ်မလဲ။အဲ့တော့ဗုဒ္ဓဘုရားကကိုယ့်ရဲ့အချစ်ရေးကြိုဖြစ်တယ်။ဒါကြောင့်ပဲကိုယ့်ရဲ့ချစ်တဲ့သူကဆိုရှယ်ကြတဲ့လူကိုတောက်ကြသားမိတွေကနည်းနည်းပို့ကြိုက်တယ်။အရင်ပုံတုံးနေတာမျိုးအရင်အသက်ကြီးနေတာမျိုးအရင်ဘယ်လိုပြောမလဲအန်တိတ်ဖြစ်နေတာမျိုးတွေတက်ဆာရင်ကျွန်တော်တို့က ည်းနည်းဆိုရှယ်ကြတယ်အပေါင်းအသင်းဝန်ဆန့်တယ်အတိုင်းဝိုင်းများတယ်အနှဲငယ်လူရည်လဲတယ်စကားပြောဆိုကောင်းတယ်နှုတ်သွက်အာသွက်ရှိတယ်အဲအဲ့လိုပေါ့ရရရင်ကုန်နှုတ်ပိတ်နေတာမျိုးမကြိုက်ပါဘူးနော်အားကြောင့်တောက်ကြသားသမီးကိုကိုကချစ်သူတော်ကျင်နေဆိုအဲ့ဒီပုံစံလေးနည်းနည်းကြောက်နေနိုင်တယ်ဆိုတော့တောက်ကြသားသမီးတွေမျက်စိကြရင်ခံရပါတယ်ပြတော့တောက်ကြသားမီဒီယာရွေတူတန်းတူပါအကောင်ဆုံးပါကိုယ့်ရဲ့မသိစိတ်မှလည်းကိုယ့်ထက်အရင်ကွာလုံးတာလည်းမကြိုက်ဘူးအရင် ဟိုဟာဖြစ်တာလည်းမကြိုက်ဘူးအရင်ဆရာလောက်တာကိုလည်းမကြိုက်ဘူးအရင်ကိုကပဲဥဆောင်နေရတာကိုလည်းမကြိုက်ဘူးဒါကြောင့်တောက်ကြသားမိတွေကကိုနဲ့လက်တွဲပေါ်ယူတဲ့ခါကျရင်သူတို့နဲ့ဘယ်လိုပြောစိမ့်ဆိုင်ကုန်မယ်တော့တယောက်တယောက်နဲ့တော်တော်များများတူတာကိုတောက်ကြသားမိတွေကရွေးကြတာများတယ်အလောက်ကန်ဆိုလည်းကိုနဲ့တိတ်မကင်းကွာနေတဲ့ကိုနားလေတဲ့လုပ်ငန်းတွေပဲလုပ်နေတဲ့လူမျိုးအဲအသက်ဆိုလည်းကိုနဲ့တိတ်မသိမရင်းကိုသူကစိတ်ဝင်စားတယ်အဲ့လိုဆိုရင်အဲ့ဒါအပြင်ပညာကြီးလည်းလိုပဲအရင်ကြီးကိုနဲ့မသိမရင်းဖြစ်တဲ့ပညာတတ်တယောက်ကိုပဲသူကရွေးကြတာများတယ်ဒါကြောင့်တောက်ကြသားမိကသူနဲ့တော်တော်များများတူတာကိုရွေးတယ် ထဲမှာနေ့ခုနှစ်နေ့ထဲမှာတောက်ကြသားမိတွေကအကုန်လုံးမဆိုလို့ဘူးနော်လူတိုင်းတော့မတူဘူးဘာလို့ဖွားစာတာမွေးချိန်နေပေါ့မူတည်တယ်တော်တော်များများကတော့ကိုနဲ့တော်တော်များများတူတဲ့ဟာကိုပဲရွေးကြတာများပါတယ်နော်အဲ့အချိအိမ်တော်ကြီးမှာတောက်ကြသားမိတွေကအရွယ်တစ်ခုရောက်လာရင်အချိအိမ်တော်ကြီးကိုစိတ်ကုံသွားတတ်တဲ့လူမျိုးတွေဒါဆိုတောက်ကြသားမိတွေကအိမ်တော်ပြုတ်ကြရရှိတယ်ဆိုလည်းပြုတ်မပြုတ်ဘူးနေမယ်ဆိုလည်းနေကိုယ့်ကားမှာဟိုဘယ်လိုပြောမလဲ ချစ်လို့ကြိုက်လို့မဟုတ်ဘူးအမိကောင်းရမလားပါ။အဲ့လိုမျိုးတွေမလုပ်ပါနဲ့။အဲ့လိုမျိုးတွေလုပ်ရင်တောက်ကြသားမိရ60ရာခိုင်နှုန်းအဆင်မပြေရအောင်။100ရာခိုင်နှုန်းတော့အဆင်ပြေ။50လောက်ကြမှဟာငါအမိရမလားဆိုပြီးဟိုလူကောက်ယူဒီလိုအဲ့လိုလူတွေကအဆင်မပြေဘူး။ဘာလို့စိတ်တူသဘောတူဖြစ်တဲ့အတွက်မိကျင်လို့ယူတာတက်ငါနဲ့တော်တော်များများကတော့နီးစက်တူညီတယ်သဘောထားရင်တော်တော်တူညီတယ်အဲ့လိုမျိုးယူလိုက်ရင်တော်တော်အဆင်ပြေတဲ့နေရာမှာပါပါတယ်။နောက်ဒီလောက်ဆိုတော့ပေါ့မယ်ထင်ပါတယ်။တောက်ကြသားမိတွေတဲ့ ဘောဒက်စာအနေနဲ့ဆောင်းရှောင်းလမ်းညွန်ချက်လေးပြောပြတာဖြစ်တယ်နောက်တစ်ခါဆိုရင်တော့ကျွန်တော်တို့အထက်ဆောင်မမဟုတ်အောက်သုံးလုံးကိုတစ်ချက်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပါမယ်နောက်တော့တာတိုင်းမြေနေကောင်းကြမှာကြပါသေးဗျာ